အသက်82နှစ်အရွယ်နဲ့မိမ9ရောင်ယူထားပြီးယောက်ျားတူကြီးရဲ့အားကြခြင်းကိုခံနေရတဲ့ဦးကြီးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ထိုင်းနိုင်ငံကမိမ6ရောင်ယူထားတဲ့အသက်30ကျော်လူတဦးကိုတချို့ကအားကြခဲ့ရသလိုအသက်ကြီးမှမိမငငယ်ချောချောလေးကိုယူထားတဲ့ဦးမျိုးတန့်ကိုလည်းအားကြနေကြသလိုပတ်စံရှိလို့မိမငငယ်လေးတွေက ကို့အဖေရွယ်ဦးလေးကြီးတွေကိုလက်ထပ်ကြတာလို့လည်းပြောနေကြကြပဲဖြစ်ပါနောက်ပြီးတချို့ကသွားမပိုင်နေကားပါဖို့အဓိကကြတဲ့ဆိုရဲစကပ်ပုံကိုလည်းကြားပူကြမယ်ထင်ပါတယ် ဒါပေမဲ့လည်းဒီစကပ်ပုံတွေကိုပြောင်းပြန်လှန်ယူသွားတဲ့သူကတော့အသက်82နှစ်အရွယ်ဦးကြည်ပဲဖြစ်ပါတယ်။ဦးကြည်ကတော့အသက်80ကျော်အရွယ်ကိုရောက်နေပြီးဘာလုံးမှမလောက်ကိုင်းနိုင်သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဦးကြည်ကတော့လက်ရှိမှာမိန်းမ9ယောက်ကိုယူထားတာဖြစ်ပြီးနောက်ဆုံးယူထားတဲ့မိန်းမကတော့အသက်20အရွယ်သားရှိသေးတဲ့သူတယောက်လည်းဖြစ်ပါတယ်။မိန်းကလေးကတော့ဦးကြည်ကိုပတ်စံရှိလို့ယူထားတာမဟုတ်ဘဲကိုရိုင်းရှောက်ွေကျွေးမိနေသူတယောက်လည်းဖြစ်တာကြောင့်အလုံးကဦးကြည်ကိုအားကြနေခဲ့ကြပြီး ပညာသင်ကျင်နေကြသူတွေလည်းများစွာရှိနေခဲ့ပါသည်။ဒါပြင်ဦးကြည်ကတော့နောက်ဆုံးယူထားတဲ့အသက်20မိန်းကလေးကိုတနာချစ်ချစ်လို့သာယူထားကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ဒါကြောင့်တချို့ကတော့ဆီယာတမိုင်ပပရဲ့အသက်20ကျော်အရွယ်လေးကိုယူထားတာတော့တနာချစ်ချစ်တာတဲ့။အတော်စားနဲ့အပါအဖိုးမဝိတဲ့ပစိုးအဟောင်းလေးတွေရှိရင်တောင်းပေးကြပါလားဗျ။စင်နီနီလည်းပြီးခဲ့အောင် တင်တန်းကြီးဘလောက်ပဲပေးရပေးရတင်တန်းတက်ချင်လို့ပါဆိုပြီးလဲဝိုင်းစားနောက်နေခဲ့ကြတာပဲဖြစ်ပါတယ်။တချို့ကတော့အဲ့ဒီလိုလူမျိုးတွေအပြစ်မှတကယ်မြင်ဖို့တယ်။မိန်းကလေးငယ်ငယ်လေးကကောက်ကောက်ပေါင်လိုက်တာအန့်ကိုအော်လို့ပေါ့။တချို့ကလည်းအသက်ကြီးသူကမှသဘောကျတာတသက်ကိုရှိတယ်။ဒါပေမဲ့ပတ်စံမရှိအလုံးမလုံးနိုင်တော့တဲ့သူကိုယူတဲ့ဒီညီမလေးကတော့တကယ်အံ့ဩပါတယ်။ကျမတို့ကြားဖို့တဲ့သွားမပါလေကားပါရင်ဖြစ်တယ်ဆိုတဲ့စကားကအခုတော့အာလွန်တလဲဖြစ်ပြီးခုကသွားလဲမပါကားလဲမပါရဲ့အဖို့ကိုယူတာကတော့ တကယ့်ကိုအံ့ဩစရာပါပဲနော်ခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောဥကြည့်ကိုအားကြနေကြပြီလားအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆောင်ထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်တော့အခုလည်းမရှိဘူးအခုလုံးကဘာမှမရှိတော့ဒီဝင်းနေဝင်မောင်းကြတယ်ရှုံးတယ်အခုဘလို့လားလေသူကနင်းနေကြတယ်ရှုံးတော့ငါနဲ့နေတော့ဥကြည့်ညာ 要不要 A 表了，伢为第一，那咋那都牛了？哎呦，这咋是俩猪？伢不要第一票嘞，A 票嘞，搞么 A 了？操嘞！哈哈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 ！操嘞！那个切不？这个没不？啊。俺们昨天没切过。这个没两百不丢嘞。马钢的。又没切不来了。又没切不来了。 အခုယူထားတဲ့သူကိုသူတော့စာဘာကြည့်တယ်ရစာဖန်ရရမဟုတ်လေအမိမတွေအကောင်လုံးနဲ့မှာအကိုကြီးအမေအချစ်ဆုံးဆိုတော့သူများတို့မချင်ဘူးပေါ့ပေးမထားတာအဲ့လိုရှိတယ်နေ့လည်းနားနားကြည့်ရှိကြရေးအမေတို့ရှာတာနေကိုရမ်းမစီပဲအရေးပုံဝင်လိုက်ရလို့အသက်လူနေရာကြောင်းထုတ်ပြောလိုက်ဖတ်တီမာမိင်္ဂလာပါပြိသက်ကြီးတို့ရဲ့ဖတ်တီမာကတော့အရှိမရောင်းတာကြပြီဖြစ်ပေမဲ့တာနေကိုကိုဝင်ဆောင်ထားအချိန်မှာတော့သူ့ရဲ့အချင်ပေါင်းကအရန်ကိုနာမည်ကြီးခဲ့ရဖြစ်ပိုင် ဖတ်တီမာကကလင်းမွေးဖို့လာနေငယ်လို့သိရလို့ပြောခဲ့ပေမဲ့လက်ရှိမှာအရေးပေါ်ခွဲမွေးလိုက်ရတာပဲဖြစ်ပါတယ်။ဖတ်တီမာကသူ့ရဲ့သားလေးကို9လပိုင်း9ရက်နေ့2025ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးဂရင်950သေယုံမှာတက်ရောက်ခဲ့ရပြီဖြစ်ပါတယ်။တားယောက်ျားလေးမွေးဖွားခဲ့တဲ့ဖတ်တီမာကသားလေးမွေးဖွားချိန်မှာလည်းလိုလီသေးမရှိပြေဆုံးခဲ့ပါတယ်။ဖတိမာကဒီကလေးကိုမမျော်လင့်မဲရခဲ့တာဖြစ်ပေမဲ့သူတို့ဘဝကိုပြောင်းလဲသွားစေတဲ့ကလေးတစ်ယောက်လည်းဖြစ်နေခဲ့ပါတယ်။ ငါးကနဲတွေနဲ့တိုက်တိုက်ဆိုင်ဆိုင်ညပြနေတဲ့ဒီကလေးလေးကိုတော့အားလုံးကတွေ့ကျင်နေကြပြီးထူထားကလေးလေးအဖြစ်မြင်ဘူးကျင်နေကြပါဗတိမာကခုနှစ်လပိုင်းမှာမွေးဖွားဖို့အစီအစဉ်ထားခဲ့တာဖြစ်ပေမယ့်အရေးပေါ်မွေးဖွားလာရတဲ့ရက်ကတော့၅လပိုင်း၅ရက်နေ့ဖြစ်နေခဲ့ပါကလေးလေးကိုတော့ဂတိ950စီးရုံမှာတင်ထားရပြီးကျမ်းမာရေးမကောင်းတာကြောင့်ကလေးကိုစိတ်ပူနေရပြီး၃နာရီမှတခါတွေ့ရတဲ့သားလေးအတွက်စိတ်ပူနေရကြောင် ကလေးကိုနေကောင်းတမ်းမအောင်ဆူတောင်းပေးဖို့ကိုလည်းတောင်းဆိုနေခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ပြီးစာဝင်နေရဲ့အရာဖတီမရဲ့ဆန်လေးကိုလည်းဖွင့်ထားပြီးတော့တခြားသူတွေကရောင်းချပေးနေရပဲဖြစ်ပါတယ်။ဖတီမရဲ့ကလေးလေးကအမေရဲ့ပိုက်ထဲမှာရှိတဲ့ကလေးကနာမည်ကြီးခဲ့သူဖြစ်ပြီးမမွေးခင်ကလေးကချစ်ခင်သူပေါ်များပြီးတောက်တာသမျှပြီးဝသူလေးတယောက်လည်းဖြစ်နေခဲ့ပါတယ်။ ဥပိန်တရာမှာဖတ်တီမာကအချင်မောင်းတွေရောင်းလာတာကြားပြီးဖြစ်ပေမဲ့ဒီကလေးလေးရောက်လာမှရောင်းအားတွေကောင်းလာခဲ့ပိုင်လူအုပ်ကြီးကတန်းစီပြီးဝဲကြတဲ့အထီကိုရောင်းအားကောင်းခဲ့တယ်လို့အကျွေးတွေအလုံးကလည်းကြည်သွားခဲ့ပိုင်ကလေးမွေးပါဖို့အတွက်လည်းငွေကြီးတွေစုမိခဲ့ရုံသားမကလူအသက်ပေါင်းများစွာကိုလည်းကယ်တင်နိုင်ခဲ့ပိုင်ဖတီမာကတော့ဥပိန်တရာကနေဖျားဝင်းအတွင်းမှာဈေးရောင်းရင်းနဲ့ရောင်းချခွင့်အပိတ်ခံလိုက်ရပါတယ်။ရိုးရိုးသားသားလောက်ကင်စားတော့သူဖြစ်တာကြောင့်ဖတီမာကဈေးမရောင်းရတဲ့အခါစိတ်ညစ်သွားခဲ့ရပါတယ်။ ဒါပေမဲ့လည်းဖျားဝေးမှာဈေးမရောက်နိုင်ရတဲ့အခြေအတွေငလင်ကြီးလှုပ်ခတ်သွားခဲ့ပြီးဖျားဝေးမှာပါပျက်စီးမှုတွေများပြားခဲ့ပါအေဂျေဖတီမာသာဈေးရောက်ထွက်ရင်သူလဲထိသွားနိုင်သလိုဈေးဝယ်လာသူတွေလဲထိခိုက်သွားနိုင်ပါ යි ဒါပေမဲ့ဒါကိုဖြစ်မှာဆိုလို့ကြိုတင်ပြင်ဆင်ဖယ်ရှားလိုက်သလားလို့တော့ထင်ရပါ යි ဖတီမာကိုတိုင်လဲစေတနာကောင်းသူတရားဖြစ်လို့ကလေးမွေးဖို့အတွက်စူးစမ်းထားတဲ့ငွေတွေကိုငလေးပေးတဲ့ပြည်သူတွေစီ အကောင်လှူလိုက်ပိုင်ကလေးမွေးဖို့လိုသေးရဆိုပြီးအကောင်လှူလိုက်ပြီးမဲ့မရော့သွားတဲ့အပြင်ကလေးမွေးစီပြီးမဲ့သူဒိုက်ပါဖို့ပြီးမဲ့သူတွေကတန်းစီနေတဲ့အပြင်စိတ်နှကတိပါလက်ဆောင်ရခဲ့ရပဲဖြစ်ပိုင်ကလေးအတွက်အသုံးဆောင်ပစ္စည်းတွေမလိုလောက်အောင်ပြည့်စုံနေပြီးလိုလေသေးမရှိအောင်ပြည့်စုံနေရကြောင်းအလုံးကအံ့ဩနေကြရပါ යි ကလေးလေးကတော့လူဘဝကိုမရောက်ခင်ကလေးကလူတိုင်းကသိနေပြီဖြစ်တယ်လို့သူတော်ကောင်းလေးဖြောက်ပဲဖြစ်ရမယ်ဆိုပြီးတော့အားလုံးကတွေးကြည့်နေကြပါပြီ။ပတိမရဲ့ကလေးလေးကဘိုက်ထဲမှာကလေးကအလူဒန်းတွေလည်းလုံနိုင်တယ်လို့အကျွေးတွေလည်းကြေသွားပြီးအမိကိုလည်းစိတ်နှကပ်ပန်နိုင်အောင်လုပ်ပေးခဲ့သူလေးပဲဖြစ်ပါ යි ။ဒါပြင်ပတိမကိုတိုက်တလောက်လှူဆိုပြီးတော့ငွေရီလာလူပေးတဲ့သူတွေလည်းရှိရာကြောင့် ဖတီမာကတော့ငွေထုတ်လိုက်ကင်ပြီးစိတ်ကြိုက်လေလှူဒန်းနိုင်ခဲ့ပါတယ်။ဒါတင်မကသေးပဲဖတီမာကသူ့ဈေးရောင်းတဲ့အကြောင်းကိုပြုပြင်ဖို့အတွက်လဲဈေးရောင်းတဲ့ဝင်ငွေတဲကနေစုပြီးတော့လှူခဲ့ပါသေးတယ်။ကလေးမွေးပါတဲ့အချိန်မှာလဲစိတ်ပူစရာမလိုအောင်ကုညီပေးမဲ့သူတွေပေါများနေခဲ့ပြီးရက်လက်လာလေးမှာတာလီကလူလောကတွေကိုရောက်လာခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့လဲဖတီမာကတော့လက်ရှိမှာတာလီကိုအာအမြင်မြင်မွေးဖွားနိုင်ခဲ့ပေမဲ့လဲတာလီရဲ့တမ်းမိုင်အတွက်စိတ်မအေးနိုင်ဖြစ်နေရကြောင်း အခုလိုဝမ်းနေစွာပြပြလာခဲ့ရပဲဖြစ်ပါတယ်။ဖတီမာကတော့လက်ရှိဂရီ950မှာတောင်းလေးကိုကုတာပေးနေပါတယ်။သုံးနိုင်ချာတစ်ခါတွတ်သွားပြီးကြည်နေရပါတယ်။အမိကိုကံကောင်းခြင်းတွေအကျိုးပေးလို့နဲ့တားလေးကိုအရေးပေါ်ခွဲမွေးလိုက်ရလို့အမိသားလေးကိုမြင်ရတဲ့အချိန်တိုင်းရှင်ထဲမှာစွန့်နေနေရပါတယ်။မမိသားလေးနေကောင်းလာအောင်နေပါတယ်လို့ဖတီးမာကမျက်ရည်တွေနဲ့ရေဖွင့်လာပါတယ်။တားလေးကျမ်းမာလာအောင်ဝိုင်းဆူတောင်းပေးကြပါအောင်ရှင်ဆိုပြီးလဲပြောလာခဲ့ရပဲဖြစ်ပါတယ်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အပြင်ဦးကြည်ကတော့နောက်ဆုံးယူထားတဲ့အသက်20မိန်းကလေးကိုတနာချစ်ချစ်လို့သာယူထားကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ဒါကြောင့်တချို့ကတော့စီယာတင်မာရဲ့ဘပရဲ့အသက်20ကျော်အရွယ်လေးကိုယူထားတာတော့တနာချစ်ချစ်တာတဲ့အတော်စားနဲ့အပအဖိုးမဝိတဲ့ပစိုးအဟောင်းလေးတွေရှိရင်တောင်းပေးကြပါလားဗျ။စီနီနီလည်းပြီးခဲ့အောင် တင်တန်းကြီးဘလောက်ပဲပေးရပေးရတင်တန်းတက်ချင်လို့ပါဆိုပြီးလဲဝိုင်းစားနောက်နေခဲ့ကြတာပဲဖြစ်ပါတယ်။တချို့ကတော့အဲ့ဒီလိုလူမျိုးတွေအပြစ်မှာတကယ်မြင်ဖို့တယ်။မိန်းကလေးငငယ်လေးကကောက်ကောက်ပေါင်လိုက်တာအန့်ကိုအောင်းလို့ပေါ့။တချို့ကလည်းအသက်ကြီးသူကမှသဘောကျတာတတ်တတ်ကိုရှိတယ်။ဒါပေမဲ့ပတ်စံမရှိအလုံးမလုံးနိုင်တော့တဲ့သူကိုယူတဲ့ဒီညီမလေးကတော့တကယ်အံ့ဩပါတယ်။ကျမတို့ကြားဖို့တဲ့သွားမပါလဲကားပါရင်ဖြစ်တယ်ဆိုတဲ့စကားကအခုတော့အလုံးတလဲဖြစ်ပြီး ခုကသွားလဲမပါကားလဲမပါရဲ့အဖို့ကိုယူတာကတော့တကယ့်ကိုအံ့ဩစရာပါပဲနော်ခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောဥကြည့်ကိုအားကြနေကြပြီလားအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်